ုတချင်းတစ်ခုကဘာပြန်ဆိုလို့ရှိရင်မူရင်းထဲလေကိုယ်လည်းညံ့အောင်ဆိုလို့မရဘူးမူရင်းကိုလည်းရှင်ပြိုင်တဲ့အနီသားမျိုးမဖြစ်စေချင်ဘူးတချင်းတစ်ခုခံစားရတဲ့ကမှာကိုတချင်းရဲ့အစင်တစားမှာဘာလုံနေတယ်ထပါတော့အဲအဲ့ဒါလေးတစ်ခုနောက်ကျတွေးမိတယ်အဲ့တုန်းကဘာလို့မလုပ်လက်ခင်လဲအဲ့တုန်းအဲ့လိုအသည့်တွေရမရှိဘူးဦးတို့က သူတို့မယုံကြည်တဲ့ဂီတသူတို့ဝါသနာမပါတဲ့ဂီတကိုကျွန်တော်တို့အတင်းဓာတ်ရုပ်စုဝါသမီးရဲ့နာမည်ကြီးမယ်ဆိုလေသူအဲ့ဒါမျိုးလေဘယ်ခေါမှမစိုးအဲဘာဖြစ်ဖြစ်အဖြစ်တချင်ကကိုယ်တချင်ပဲပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်အဲ့လို free ရတော့ free ရကောင်းစရာအဲ့လိုမျိုးကိုကြိုက်တဲ့တချင်လေးရှိရင်လည်းအဲ့လိုပဲ version အစ်စ်လေးနဲ့လုပ်ဖို့အများကြီးရှိပါတယ်ဥမာပြီးစရာအမွေနှစ်စုလို့တဂီတပညာပဲရှိတာပေါ့နော်အမလေးမိထုတ်ရတဲ့ဒုက္ခစိတ်မပူနဲ့ true man ရှိတယ်ဝေထုတ်ဖို့ဒီလောက်ပင်ပန်းခံစရာမလိုပါဘူးအဝေးကြီးသွားပြီးတန်းစီစရာမလိုဘူးနေရာတိုင်းမှာငူသားရရင်အမှခံတယ် True Money နဲ့ငွေလုံးငွေထုတ်ကိုအခုပဲထပ်လုပ်လို့လာကျေးဇူးသုံးဖို့သူရိုင်းအကြိုက်ဆုံး True Money ငွေလုံးငွေထုတ် Mishik lo mani tina bochi ye Mishik lo mani tina bochi ye Achille Mishik lo mani tina bochi ye 是过马里金的宝贵，我们家奶爸的。阿妹，明白吗？今天我们要第一，弄弄三幅画吧，明白吗？ အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကမြတ်သိန်းလူနန်းအောင်ဖြစ်ပါတယ်ဖဖစ်သမီးပါရှင်ဟုတ်ကဲ့ပါအော်ဟုတ်အဲလွန်ခဲ့အနိုဝင်ဘာလကောင်လောက်ကပေါ့နော်အရင်ဥရင်ကိုရဲ့ခွက်ခွချင်းမှတ်တိုင်ကိုအပပရေးထားတဲ့တခြင်းလေးပေါ့နော်ပပကိုတိုင်းပြန်ပြီးတော့ version အစ်တင်နေဖန်တီးထားတဲ့တခြင်းလေးကိုအထွက်ရှိထားပါတယ်ပေါ့နော်အဲ့ဒါ အဲဖေဖေကလည်းအကြံပြီးတော့ဗောနော်အဖေတချင်းကိုလည်းအလိုပြန်ဆိုခြင်းနဲ့ကာဗာသဘောမျိုးမဟုတ်ပဲနဲ့လို့ version အစ်တလေးဖန်တီးခြင်းနဲ့ဆိုပြီးတော့အလိုမျိုးလေးလှုပ်ဖြစ်သွားပါညီမလေးဟုတ်ကဲ့ပါအဲ့ဒါကဒီလိုသမီးဟာတချင်းမှာဒီကုသရဲ့ senior ဂီတာသမားတွေဖြစ်တယ်ကုကြားပေါ့တူကုရင်းကိုလို့ဆိုကြတယ်နှစ်ယောက်တွဲတဲ့ဆိုကြဆိုကြတဲ့ကမှာကာဗာဆောင်းနေတဲ့မှာလည်းအတီးတီးညီငယ်ညီမငယ်တီးဆိုကြတာတွေ့ရပါတယ်တွေ့တဲ့ကမှာဦးစဉ်းစားတာကတော့ဟိုတချင်းတစ်ခုကာဗာပြန်ဆိုလို့ရှိရင်မူရင်း ထဲ့တယ်ကိုယ်လည်းညံ့အောင်ဆူလို့မရဘူးငူရင်းငူလည်းရှင်ပြိုင်တဲ့အနီသားမျိုးမဖြစ်စေချင်မဖြစ်စေချင်တော့ဆိုတော့သူတို့ကဥရင်ကိုရဲ့သားသမီးတွေအရွယ်ပဲရှိတယ်ဒါမှအိမ်မှာလာနေတဲ့ပျော်ရွှင်နေကြတဲ့လူတွေပါဒါတော့သူတို့ senior ဂီတာသမားတွေလုပ်တဲ့ version ကတမျိုးကိုယ့်ရဲ့ version ကတမျိုးလေးလုပ်ပြီးတော့ဒီဒီထက်မှဥရုံလုံးနဲ့10နှစ်ကျော်15နှစ်ကရေးထားတဲ့ချိန်မှာဥလူအပ်ချက်ရှိတဲ့နေရာလေးဥကူဥလည်းတွေ့ရတွေ့ရကမှဒီချင်းဒီသူ့ရဲ့အစင်တစားမှာ bridge by the bike ဥထည့်ခြင်းတယ် ဲ့ဒါစေကူးကတဲနေဒါမှသချင်းကလူရတဲ့ရောက်နေဆိုဦးလုံးလုံးလုတ်ခွင့်မရှိတော့အဲ့ချိန်မှာအခုတော့ဒီတမိကျတော့အခွင့်အရေးပြန်ရတော့နော် free main version လည်းဖြစ်တယ်အဲ့လိုဒီပြန်လုတ်ပြီးတော့သူ့ဆရာသမားကိုရင်ကိုတို့လည်းအခမ်းအနားတွေမှာတွေ့ရင်ကိုရင်းကသူကကိုရင်းက ဝဲသမီးကဥရင်တချင်းကိုစိုးခြင်းတယ်လို့ပြောဆိုးသမီးဆိုးဆိုးဆိုးဟာဆိုးပါ तू အားရဝမ်းတာအဖေကြီးတချင်းရှိတယ်အများကြီးပဲရှိတယ်ဆိုးတာဆိုးလို့ तू ကလည်းဟိုအကြံပေးပါတယ်အဲ့ဒါကြောင့် तू ကလည်းလေးလေးစားစားနဲ့ version လေးပြောင်းပြီးဆိုတော့ဥရင်ကိုလည်းမထိခိုက်ကိုကြားပုတ်ကိုလည်းမထိခိုက်ဘူးနဲ့သမီးရဲ့ version တတ်တတ်ပေါ့နော်ဒါ mainly version တွေကဖန်တီးပေးလိုက်တာဖြစ်ပါတယ် ဟုတ်ပါတယ်ဟိုဟိုဟိုအတွေးခေါ်တွေနဲ့ music ပေါ်မှာခံစားစိတ်တွေရောနည်းနည်းပြောင်းသွားပါပြီ။အယွန်းနဲ့အလိုက်ပြောင်းသွားတော့ကိုယ်တိချင်းတက်ချင်းရတယ်နည်းနည်းပါပါပူကြွယ်ဝလာတယ်လို့နည်းနည်းထင်တယ်။ဟိုတော်နေတာမျိုးမဟုတ်ဘူးပြောနော်။ဦးပြောချင်တာတိချင်းတို့ကိုခံစားတဲ့ကမှာကိုယ်တိချင်းရဲ့အစဉ်တစားမှာဘာလို့နေတယ်ထားပါတော့။အေးအဲ့ဒါလေးတခုနောက်ကျတွေးမိတယ်။အဲ့တုန်းကဘာလို့မလုပ်လက်ခင်လဲ။အဲ့တုန်းအဲ့လိုအတီတရားမရှိဘူးဦးတို့က။အတီတရားလည်းမရှိဘူး။နောက်တစ်ချက်က ဥရဆိုတော့စီရနာအမှန်ကပထမဆိုတဲ့ version ကိုမူရင်းဆိုတဲ့အဆိုတော်စီနီယာဂီတာသမားရဲ့နောက်ဆိုမဲ့ဒါ younger senior younger ဂီတာသမားရဲ့ဟိုသူထိတ်တိုက်တွေ့ဆုံတာမျိုးလည်းမဖြစ်စေချင်ဘူးမဖြစ်စေချင်သူ version နေတဲ့သူလည်းအောင်မြင်ပါသေးကို version နဲ့ကိုလည်းအောင်မြင်ခြင်းနဲ့ဆိုလို့တဘောပါဥကလည်းဥမာပြီးစရာအမွေနှစ်ဆိုတော့ဂီတာပညာပဲရှိတာဗောနော်တမီးတို့အဲ့ဒါဒီလိုဆိုဒီလိုတိဆောက်လိုက်ရင်ဆိုဒါတော့ ဥရင်ကွယ်တဲ့သူဆရာတို့တင်ထားတဲ့ဥရင်ကွယ်တဲ့စူပါသမီးရဲ့သူသူကသူကခွင့်ပြုပါတယ်ဟုတ်ပါတယ်အဲ့ဒါတော့ပြည်စုံသွားတဲ့လူခံစားပါသမီးရဲ့ပြည်စုံသွားတယ်ဆိုတော့ဦးအဲ့တုန်းကအဲ့လိုမလုပ်လိုက်နိုင်တဲ့အခါမှာအဲ့တုန်းကအချိန်ကားလေးရှိခဲ့တဲ့အခါမှာအဲ့တော့ဦးနောက်ကျောင်းလုံခဲ့တဲ့15နှစ်ကိုပြန်သွားမယ်ဆိုရင်အဲ့တော့အချိန်မီကာမီလောက်ရတဲ့အလုပ်တွေရှိတယ်ကွာ recording ကတင်တယ်မှာကိုသရှင်ကမပြီးသေးခင်မှာတောက်တောက်ဆိုရပြီးအဆင်ပြေပြီဆိုပြီးလောက်ကြတဲ့အားတွေရှိတယ်ဒါပေမဲ့အသေးစိတ်ပြန်ကြည့်တယ်ဆိုတော့အဲ့ဒါက အချိန်မီချင်းတက်တက်တာဖြစ်တယ်ဒါပြည့်စုံမှုရှိခြင်းမှလည်းရှိမယ်အခြားသင်းတွေမှာအဲ့လိုခံစားရတဲ့အဖို့တွေရှိပါတယ်အဲ့တော့ဥကဟိုဒါဥရဲ့ challenge အတက်အတက်ပါပဲဘာလို့ဆိုကြိုက်ရှင်မှလည်းကြိုက်မယ်ကြိုက်ရှင်မှလည်းကြိုက်မယ်ကောင်းတင်လည်းကောင်းသွားလိမ့်မယ်အဲ့လိုအခြေအနေမျိုးမှာဥကျူးစားပြီးရေးပြလိုက်တာဖြစ်ပါတယ်အဲ့ဘောအားလုံးကိုကျေးဇူးတင်ပါတယ်ဒါတယောက်နဲ့တယောက်ရှင်ပြိုင်ခြင်းလည်းမဟုတ်ဘူးသူ့ဆီယာနဲ့သူ့တစ်ဖက်အခြားတဲ့မှာရှင်ပြိုင်မှုလည်းမဟုတ်ဘူးကျွန်တော်ကအဲ့တော့အဲ့လောက်ပဲတည်လို့အဲ့လိုပဲကြီးရအခုဒီလိုနည်းနည်းတည်တာလည်းနည်းနည်းကြီးတယ်ဆိုတဲ့ဘောပါနောက်ဆိုရင်ပြောင်းရင်ပြောင်းသွားအောင်ပါပြောလို့မရတော့စိတ်ဆိုတာအများနဲ့ပြောင်းနေတယ်ဆိုတဲ့ဘောရှိပါတယ် ဲ့တော့ပြိတ္တဒီအားလုံးတော့ကျွန်တော်ဒီဆင်းကိုနှက်သက်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါကျွန်တော်လည်းပျော်ရှင်သွားတယ်လို့ခံစားရပါတယ်။ကောင်းပါလေဖြစ်စီနေမှာဖြစ်စီချင်မှာဆိုတော့ကျွန်တော်တို့ကဒီကိမှာလူငယ်တွေကကျွန်တော်တို့ကဘယ်ချင်းအကောင်းနဲ့ဘလူးဆူတို့ဖူဆယ်လုံးလို့မရအောင်နောက်တော့သူတို့မယုံကြည်တဲ့ဂီတာသူတို့ဝါသနာမပါတဲ့ဂီတာကိုကျွန်တော်တို့ကအတင်းဓာတ်ရုပ်စုပါသမီးရဲ့နာမည်ကြီးမယ်ဆိုလေသူအဲ့ဒါမျိုးလည်းပြကောင်းမှမဆိုသူတို့စိတ်ကလည်းအဲ့လိုရှိနေနောက်ချက်က तू ကကျွန်တော်တိတော့ကျွန်တော်အဖေကိုတိတ်မိခိုးရတဲ့လူမျိုးလို့ तू ကသူ့ဘာသူရေးတယ် ရေးတဲ့ခါမှာကျွန်တော်ကတချို့ဟာဒီဒီအကြံပေးရင်ကောင်းလားဆိုတော့ဒါပေမဲ့သူဒီအမျိုးကိုသူလူလာတယ်လို့မခံစားရဘူးမခံစားကျွန်တော်သူရေးထားတဲ့အတိုင်းမကြည့်တယ်ဒါသူဟို theory တွေနဲ့စောင့်နေတယ်ကျွန်တော်ဝင်တဲ့ကောင်းတဲ့ပြီးမယ်ပေါ့နော်ဒါတချင်း body ရဲ့အစာသားပုံမှာတော့ကျွန်တော်ဝင်မဆွတ်ဖက်ဘူးသူကသူရေးအဲ့ဒါလေးကိုကျွန်တော်ကြိုးစားပါတယ်နောက်ချက်ကကျွန်တော် influence ပြီးပဲအများကြီးရှိနေရမျိုးလည်းကျွန်တော်မကြိုက်ဘူးကျွန်တော်ဘုရားမှာလည်းဒီလိုပဲကျွန်တော်ဟိုကျွန်တော် CR ချစ်ခင်မှုလို့ကျွန်တော်ယုံကြည်ရဖို့ကျွန်တော်လုပ်ခဲ့တာပါအဲ့တော့သူ ဗီဇာနဲ့သူ့အာတိဒရှိတဲ့ဟာလေးဆိုတာလေကျွန်တော်ဝမ်းတာလေဒီသင်းလေးကိုသူအောင်အောင်မြင်ဆိုသွားတဲ့အတွက်ကြောင့်လေ ကျွန်တော်တမိလူလည်းကျေးဇူးတင်ပါတယ်ဒါအဖေကကြောငငယ်တည်းကသူရေးရင်ကိုကကြားနေရမျိုးဆိုအဲ့လိုစိမ့်နာတွေတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးတချင်းဆိုတာနဲ့ပတ်သက်ရင်လည်းငငယ်တည်းကဟိုပြိုင်ပွဲလေးပြိုင်နေဆိုလို့ရှိရင်လည်းဖေးရတင်ပေးရယ်အဲ့လိုမျိုးကြီးလာတော့လို့ကိုတချင်းလေးပါရေးလို့ရှိရင်လည်းပို့အဲပပဒါလေးဘလူနေလဲအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးဆိုတိုင်မီဖြစ်ပါတယ်ဖေးဖေးကလည်းပြောပြရယ်ပေါ့နော်အဓိကအားဖြင့်တချင်းဆိုတဲ့အပိုင်းကိုတော့ဖေးရပို့ပြီးတော့တင်ပေးရယ်ပေါ့နော် recording နေပါတယ်ဆိုလို့ရှိရင်လည်း guide လုပ်ပေးရယ်အဲ့လိုမျိုးအဲအမြဲတမ်းထိတွေ့ တွေ့နေတော့လေတကူးတကကြီးအဲ့လိုမျိုးဆရာတပည့်လိုတော့မတင်ပြဘူးပေါ့ညီမလေးရဲ့အဲ့လိုမျိုးအအမြဲတမ်းတော့လိုအပ်တာလေးရှိရင်တော့တင်ပြီးထောက်ပေးပါတယ်ညီမလေးဟုတ်ရှိပါတယ်ညီမလေး အဲဘာဘီဘီအဖေတချီကကိုတချင်းပဲပေါ့နော်အဲ့တော့ဘာဘီဘီအဲ့လို free ရော free ရောဂုံးစရာအဲ့လိုမျိုးကိုကျိုက်တဲ့တချင်းလေးရှိရင်လည်းအဲ့လိုပဲ version အစ်စ်လေးနဲ့လုပ်ဖို့အများကြီးရှိပါတယ်ပြီးတော့အမအခုလတ်လော့အယ်ဘမ်မှာလည်းဖေးရေးထားတဲ့တချင်းလေးတွေရောလွန်ခဲ့တဲ့နှစ်လောက်ကထွက်ခဲ့တဲ့ဆွဲလန်းလုံးဆိုတာလည်းအဲ့ဒါအရင်တုန်းကအဲအန်တီဇာလီနိုင်ဆိုခဲ့တာပေါ့နော်အဲ့ဒါလေးဆိုလည်းအမပြန်ဆိုထားတယ်အဲ့လိုနောက်ပိုင်းလည်းပြန်ဆိုဖို့တွေရှိပါတယ်ညီမလေးအဲ့ဒါကြတော့ပေါ့နော်2018လောက်ကပထမဆုံးအနေနဲ့မြတ်သေးကိုရိုင်းရေးထား ရင်နောက်ထပ်အသေးကိုခွင့်ရဆိုတဲ့တခြင်းလေးထွက်ခဲ့တယ်ညီမလေးပြီးတော့2019လောက်မှာ Beautiful in Red ဆိုပြီးတော့ထွက်ခဲ့အဲ့ဒါ album ထဲမှာပါပါတယ်အဲ့ဒီ album ကလည်းအခုတေးတန်တာ music application မှာ exclusive အနေနဲ့စတပုတ်ထွက်ရှိထားပါတယ်ရှင်အာပြီးတော့အဲ့ထဲမှာလည်းပြပြရဲ့တခြင်းလေးခေါ်ပေါ့နော်အာပါပါတယ်ရှင်ဟုတ်ကဲ့ရှိပါတယ် music training တွေကတချို့ကတော့ clean နဲ့ကျွန်တော်တို့ဘုံအမှန်တော့နည်းကွဲသွားတာလေးရှိပါတယ်ဒါသူရေးတဲ့ပုံလေးတွေမှာကျွန်တော်တော်တော်ကြိုက်တဲ့ပုံလေးရှိပါတယ် ဒါလည်းဟိုတီးပိုင်းဆရာတွေကသူ့ရဲ့ဆရာတွေကလည်းကြိုက်တယ်အာအခုကမဲပေးရမှာသူ့ကိုမဲပေးရမှာအဲ့လိုလူဖြစ်နေတယ်ပြီးပါပြီးကျင်တဲ့လူပြီးပါဘလို့ပဲဖြစ်ကျွန်တော်ကတော့ဒီစုဒီအိမ်ထဲပဲဝင်လာမှာပဲဒီဆိုတော့ဘလို့ပဲပြီးပြီးရပါတယ်သူ့မှာလည်းကောင်းတဲ့လက္ခဏာလေးရှိပါသူတချို့အတန်းအနေထားအယူဆလေးကျွန်တော်သဘောကျတယ်သူက ဟို theory ကြီးကိုကျွန်တော်ကတောက်လျှောက်ကြည့်ဒါပြီးဒီ do mi fa so la အဲ့ဒါကိုမပြောရတော့လဲ तू အဲ့ပုံမှာခင်းတဲ့အတန် तू စိတ်ထဲကခင်းတာတက်ရက်တယ်ဒါဆိုရင်ကျွန်တော်ကဒီကလေးဒီ earring တော့လကောင်းဘာပြောဒီ nose thing ကတလမ်းကြောင်းတော့သွားတော့လကောင်း तू ကခိုင်ခိုင်မာမာရှိနေတဲ့တော့တိတ်ကိုစောင်းနေတဲ့ယူဆတွေကြာရင်ကျွန်တော်နည်းနည်းလေးတမိအဲ့ဒါလေးကို backcourt လေးကင်ကြည့်လိုက်ပါလားဒါတော့ပဲပြောတာ ဒီအပြင်းမပြောမျက်နည်းနည်းဆန်နေမပြောအဲ့တော့ဘယ်ကတိဖြစ်လိမ့်မယ်ဆိုကျွန်တော်ဘင်းကအပြင်းစကားပြောနေနေတဲ့အခုလူသမီးနဲ့စကားပြောနေအဲ့တော့ F ကိုရောက်နေပြီအဲ့လိုအဲ့လိုပဲကျွန်တော်ပြောလိုက်တာဒါတော့ဆို तू က तू က तू ထိမိပြင်သွားတယ်ဆိုသဘောရှိပဲအဲ့တော့ तू train မှာလည်းကျွန်တော်ကကျွန်တော်ကိုယ်တိုင်တောက်လျှောက်ပြီးလုပ်တဲ့ခါမှာ तू train ကိုကျွန်တော်ကကျွန်တော်ရဲ့အာတီတာနဲ့ဝင်းမြောပိတ်ဆို့နေတာမျိုးလည်းမဖြစ်စေချင်အဲ့တော့ तू ချက်ချာယူတော့ရတယ် तू နဲ့ လူကြီးတဲ့အတန်အတွက်သူရလူယူဆပြီးဆိုဒါကျွန်တော်တချင်းရှိတော့ကျွန်တော်ကျွန်တော်မှတချင်းကြိုက်တဲ့တချင်းယူရတယ်ဆိုတော့ဒါပေမဲ့ကျွန်တော်ကအဲ့ဒါမှအမြင်မ်းပါစီနေသူတချင်းမလို့ပါစီနေတယ်ပါချင်းတင်းဆိုတာသူ့အရွယ်နဲ့သူ့ကာချာနဲ့မှသူကအဆင်ပြေနေအရာလေးရှိပါတယ်ဟုတ်ပါလေအဲ့ဒါတွေရတယ်ဟိုဟိုတကယ့်တခါကိုတိမ့်ပိုက်ခဲ့တဲ့တချင်းတွေရှိပဲ legendary song တွေပေါ့နော်သူတို့တွေကဘာကိုပြောချင်တာဆိုတော့ဒီလူကဟိုပြည့်စုံသွားတဲ့ဟင်းတစ်ခွက်လိုပါပဲအရင်စားလို့ကောင်းနေပြီဟာတမီးကကမလို့အဲ့ဒါတော့ဟိုအမေအဲ့ဒါလေးဒီမှာ ဒီအချိန်လေးထဲမှာတော့မိသွားတော့အခုမှထပ်မထင်းနဲ့မထင်းနဲ့တော့မရောက်သူကဒါဆိုပူလွန်ခဲ့မှုဖြစ်သွားတယ်ဒီတိုင်းမှကောင်းနေပြီဟိုအဟာရကိုစားသုံးတဲ့အဲ့ပြည်တက်ကကြိုက်နေပြီဒါပေမဲ့အင်းရှင်ကနေအောင်သမီးနဲ့အချုံမလေးမထည့်ရသေးဘူးထပ်ထည့်ရအဲ့ဒါမှလို့အဲ့ဒါပြည့်စုံတဲ့ဟို perfect sound လို့ခေါ်ရတယ်အဲ့ဒါ legendary sound လို့ခေါ်တယ်ဒါမျိုးကထူးရင်တင်မှရှိတယ်ကိုဆိုင်ဒီဇိုင်းမှာရှိတယ်ကိုခမောင်တူးနဲ့အဆရှိတယ်အဲ့လိုစီနီယာရီမှာရှိခဲ့ကြတယ်သူတို့ရသူတို့တွေဥစ္စာဆိုတော့အသေးသေးနှလုံးထဲရောက်ပြီးဆွဲပြီးတော့ငွေစင်တွေကကြိုက်ခဲ့ရတဲ့ရှင်တို့ အဲ့လိုမျိုးကိုကအစိုးပညာကြော်ဝောင်းနေရေးရေးသူကမလုပ်သင့်ဘူးမလုပ်သင့်ဘူးဆိုတာကတိုးတက်တဲ့ဂီတပညာမှာတော့ကဘာမှာတော့လုပ်တယ်ဒါကျွန်တော်ချပြလို့ရတဲ့အပုတ်တီးရှိပါတယ်သူကရိုးရိုးစင်းစင်းဆိုတော့ဒီနောက်ဆိုတဲ့ကဘာဆောင်းဆိုတဲ့လူကခုမှတီထွေပြီးဆိုကြတယ်ဒါကကဘာကတော့ပြီးလုပ်တယ်လူငယ်တွေရဲ့တိုးတက်တာလဲအတိတရားဆောစောပြောလို့ကိုနဲ့ကိုတော်မှအရင်တော့15နှစ်နဲ့အခုမတူတော့ပြောင်းနေတာပဲနားထောင်တဲ့သူကလည်းပြောင်းဆိုခြင်းနဲ့အရာတွေရှိပါတယ်အဲ့ခွဲခွဲချင်းမှတ်တိုင်နေဆိုလို့ရှိရင် သူ fashion နဲ့သူပြောင်းဆိုလာတဲ့ညီငယ်လေးတွေရှိပါတယ်ကျွန်တော်ကျွန်တော်ခွင့်တော့ခွင့်မတောင်းတော့ဘူးသူတို့တော့သူဆိုကြတယ်ပေါ့အမှန်တော့ခွင့်တောင်းတင်တာပေါ့နော်ထူအင်တင်တို့စန်ဒီဇိုင်းတို့ဥက္ကမတို့တို့ချင်းနေဘူးဟိုအဆူအားကောင်းလို့ဝူးဝူးဆာဆာပြောင်းဆိုတာမျိုးမကြိုက်ကြဘူးသူတို့ကအဲ့တုန်းကဥစ္စာကိုသူတို့ရင်တဲ့အသေးတည်းမှာသူကတင်ထားပြီးသားဖြစ်သွားတယ်အဲ့လိုမျိုးဆိုတော့ထိရကိုင်းရနည်းနည်းခက်တာပေါ့နော်ဒါဟို public ရဲ့ user ကြီး audience ရဲ့ user ကြီးတွေကတော့တီထနာကိုမချူစုဘူးအဲ့လိုမျိုးကြောင့်သူမူရင်းကိုမချူစုဘူးအဲ့လိုသဘောရှိပါတယ်ဒါကျွန်တော်အနေနဲ့ပြောချင်တာတော့ ခေခေအနီထားနဲ့အာသီးသားတွေပြောင်းလဲဆိုတဲ့ sinking style တွေလည်းပြောင်းလာကြတယ်။ကပိုင်းတစ်ခုလုံးပြောင်းလဲ။ကျွန်တော်တို့ထားပါတော့အရင်တော့ oldies တခြင်းအဟောင်းတွေကိုလည်းအစ်စ်ပြန်ဆိုပြီးတော့ဝိဝိုက်ပြီးဆူလို့လှဝတဲ့အပုတ်တွေအများကြီးပဲဗျာ။အဲ့ဒါတွေ dance version လုပ်ပြီးတော့ပျော်စရာကောင်းပြီးပွဲတွေမှာကခုံနေကြတဲ့ music ကိုလည်းကျွန်တော်တွေ့ရတယ်။ဒါတော့အထိုက်လျောက်လည်းခွင့်ပေးရမှာဖြစ်ပါတယ်။ဒါကျွန်တော်ကဒါအားလုံးကိုဒါစကားလေးလက်ဆောင်ပေးတာပါ။တို့ဟိုခစ်တစ်ခစ်ကိုအပိုင်တင်းထားတဲ့အပုတ်ကြီးတွေလိုမျိုး ထိတွေ့ရတဲ့အခါမှာဒါမျိုးတော့သူဆိုတဲ့ပြန်လဲပြီးဆုံးမဲ့သူကတော်တော်ပြည်သက်ကိုအနူးညွတ်ပြောပြီးမှဆိုတဲ့လို့ထင်တယ်။ဟုတ်ကဲ့ပါအာလုတ်သွားမှာပါတချင်းနေလည်းအများကြီးလုတ်သွားမှာပါရှင်အခုလောလောဆယ်ကတော့အဲဒီ unblock လေးဆိုရယ်ပေါ့နော်ဒီအချင်းလေးပူကောင်းသွားလို့ရှိရင်တော့ album နေလည်းထုတ်ပါမယ်ဘာဖြစ်ဖြစ်ကိုအသက်ရှင်နေသူကြီးတော့အများကြီးစူးစမ်းနေပါမယ်လို့အဲ့ဒါလေးပြောချင်ပါတယ်ဟုတ်